ားလုံးမင်္ဂလာပါကျွန်တော်ချက်စီ4ရောနဲ့ပြန်လဲကြိုးစားပါတယ်ကျွန်တော်တို့ဒီနေ့ကတော့ညနေ6နာရီမှာပဲကျွန်တော်တို့အသင်းနဲ့ Nordic Forest အသင်းနဲ့ရှင်ပြန်ကစားသွားတယ်ကျွန်တော်တို့အသင်းကအဝေးခွင်းမှာပဲ 3Z ဆိုတဲ့ရှာလန်နဲ့ Nordic Forest ကိုတာချိန်မုန်းခဲ့တယ်ပေါ့နော်ဒီပွဲနဲ့ပတ်သက်ပြီးတော့ညကိုလုံးနဲ့အတူတူပွဲပြီးအမြင်လေးတွေခန်းစားချက်လေးတွေပြောသွားခြင်းတယ်ပေါ့နော်ဆိုတော့ဒီနေ့ပွဲမှာဆိုရင်တော့ဒါ Mareska က တရားကစားသမားတွေများနေတဲ့အချိန်မှာအဆင်ပြေတဲ့ liner တစ်ခုကိုထုတ်လာတယ်ပေါ့နော်ဒါလည်းပတ်သက်ပြီးကျွန်တော်ငင်းချက်တော့မထုတ်ချင်ဘူးအာဒီဘွဲမှာဖြစ်တဲ့ liner တစ်ခုကိုဒီဘွဲမှာစကားကထုတ်လာတယ်လို့ပဲကျွန်တော်ယူဆတယ်ပေါ့နော်ဒါပေမဲ့ကွင်းတွင်းအချိန်တွေမှာတော့အဆင်မပြေတဲ့အရေးအယောင်တွေကျွန်တော်တို့ပထမပိုင်းမှာဆိုရင်ကောက်ကောက်မြင်ခဲ့ရတယ်ပေါ့နော်ဒီ Maloca Stone နဲ့ဒီလာဘီယာက defensive awareness နဲ့အရန်အားနေတာဖြစ်တဲ့အတွက်ကြောင့်မို့သူတို့နောက်တန်းကိုကာပါမပေးနိုင်ဘူးပေါ့နော်ကာပါမပေးနိုင်တဲ့အပြင်သူတို့နှစ်ယောက်က ဘယ်လိုပြောမလဲအဲကြောက်ဥတိုက်တယ်ပေါ့ဗျာတစ်ဖက်အသင်းကိုဘလို့မှပေးတာမျိုးတွေအဲနှစ်ချိန်သုံးချိန်လောက်ဒီတွေ့ရတယ်ပေါ့နော်နော်ဒီ forex ကတော်တော်လေးကိုညံ့တာအကြောင်းမို့ကျွန်တော်အသင်းတွေနဲ့တက်တက်ရရခဲ့တယ်လို့ပြောလို့ရတယ်တကယ်လို့နော်ဒီ forex ကသာကောင်းခဲ့ပြီးတော့အဆုံးသက်တည်ကြခဲ့မယ်ဆိုရင်ကျွန်တော်ဒီနေ့ပွဲမှာဆိုရင်မလွယ်ကြောပဲလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့နောက်တက်မှာဆိုရင်တော့အချင်းပေါင်းကတော်တော်ကောင်းခဲ့တဲ့အနေအထားမျိုးကိုတွေ့ရတယ်ဆိုတော့ပထမပိုင်း နဲ့ဒုတိယပိုင်းမှာဆိုရင်တော့ကျွန်တော်အသင်ကခြားနာသွားတာကိုတော့ညူလို့လည်းမြင်တယ်ပေါ့နော်ဆိုတော့ပထမပိုင်းမှာဆိုရင်ကျွန်တော်အသင်ကတော်တော်ရုန်းကန်ခဲ့ရပြီးတော့ကိုပေါက်ကန်သွင်းမှုတစ်ချိန်ပဲဒါရှိခဲ့တယ်ပေါ့နော်ဆိုတော့ဒီနေထားကတော်တော်ဖော်ရက်လိုအသင်မျိုးနဲ့တွေ့တာတောင်မှကိုပေါက်ကန်သွင်းမှုတစ်ချိန်ပဲဆိုတာကတော်တော်နည်းတယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ တောင်မနီမာဒီခါနာချူကလည်းအဆင်မပြေသလိုပတ်ထုံနတို့ကတော့ယုံပေမဲ့လည်းသူတယောက်တည်းဖြစ်နေတယ်ပေါ့နော်ဆိုတော့တိုက်စစ်မှာဆိုရင်လည်းကျောက်ပထဝကတယောက်တည်းယုံကန်နေရတာမျိုးတွေတွေ့ရတယ်ပေါ့နော်သူတယောက်မှရောက်တဲ့အခါမှာတော့ကျွန်တော်တို့အသင်းဟာလာရုပ်ချီပြောင်းလဲသွားတယ်လို့ပြောလို့ရတယ်ပေါ့နော်ပရမပိုင်းကအမားတွေကိုဒါတင်ကဲစာယူပြီးတော့သူတယောက်ပိုင်းမှာဆိုရင်အာကွင်းလယ်မှာလာပြားကိုထုတ်ပြီးတော့ဝိုက်ဆက်ကန်စီတုံးနဲ့အစားထိုးလိုက်တယ်ဆိုတော့တိုက်စစ်မှာဆိုရင်လည်းဒါဘယ်လိုပြောမလဲအရီဆန်တိုကိုထုတ်ပြီးတော့မက်ကီယူကိုအထောင်တိုက်စစ်အဖြစ်ထားပြီးတော့ ဒါ shadow striker နံပါတ်10အနေနဲ့ပေါ့နော်ဒီဂျောက်ပထိုးထားလိုက်တဲ့အချိန်မှာကျွန်တော်တို့အသင်းရဲ့ကစားပုံကယုံချီကိုပြောင်းလဲသွားတယ်ဆိုတော့ဒီနေရာမှာကစ်တန်ဝင်လာပေမဲ့လည်းကစ်တန်ကကာနာချိုနဲ့အသိမချောက်ဘူးပေါ့နော်သူအနေနဲ့ impact ကြီးကြီးကိုမပြနိုင်ဘူးတိတ်ပြော်လဲလှုပ်လှရှာရှာမကစားလိုက်ရဘူးလို့ပြောလို့ရတယ်ပေါ့နော်အဓိက ကတော့ကွင်းလက်အသက်ဖြစ်တယ်ပေါ့နော်ကွင်းလက်မှာဘောလုံးကိုကောင်းကောင်းကင်နိုင်လာတယ်ဟို defensive ကိုကောင်းကောင်းစက်တဲ့ချလိုက်ချနိုင်လာတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့နောက်တန်းကိုကာပါပေးဖို့ဗာဒီလိုမျိုးကင်စီရလို့ကစားသမားမျိုးတကယ်လိုအပ်တယ်ပေါ့နော်ကျွန်တော်တို့ proper ဘိုင်းနဲ့ဒုတိယဘိုင်းဒါရှင်ကြည့်မယ်ဆိုရင်ကောင်းကောင်းကြီးမြင်ရတယ်ဗျာဆိုတော့ကင်စီရက defensive aware နဲ့ကောင်းလို့ဘောလုံးကိုကင်ထားရမှာလဲကောင်းတယ်ဘောကွန်ထရီဘူရှင်လည်းကောင်းတယ်ပေါ့နော်ဒီနေရာမှာမာလိုကက်စတို hybrid နည်းနည်းတင်ပြီးတော့ပေါ့နော် သူ့နေရာကို receive chain ကိုဒါ အစားထိုးလိုက်တယ်ပေါ့နော်ဒီချိန်ကကွန်းလယ်မှာကောင်းကောင်းအလုပ်လုပ်တယ်ဘောလုံးကိုကောင်းကောင်းကင်ထားနိုင်တယ်လို့ဘောလုံးကိုလည်းကောင်းကောင်းဖြတ်နိုင်တယ်ပေါ့နော်သူ့အနေနဲ့ဒီလုံးတစ်ခုကိုလုတာမဟုတ်ဖဲနဲ့ဒီ right back တနေရာမှာဆိုရင်လည်းသူနေရာဝင်ယူတယ်ပေါ့နော်ဒီချိန်ရဲ့ကစားပုံကဒီနေ့မှာဆိုရင်နှစ်နေရာလောက်ထိပြောင်းကစားတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ ဂျိန်းသာတန်ရသာကင်းမဲ့ဆိုရင်ကမ္ဘာကောင်စုနောက်ခံလူဆိုပြီးကျွန်တော်တို့အချွင်းချက်မရှိမှတ်ချက်ပြုလို့ရတယ်ပေါ့နော်တကယ်သူ့ရဲ့ impact ကဒီနေ့ပွဲမှာဆိုရင်တော်တော်ကြီးခဲ့တယ်လို့ပြောလို့ရတယ်ဒါတကိုးဖန်တီးပြီးတော့တကိုးသွင်းသွားတယ်ပေါ့နော်သူ့အနေနဲ့အရေးကြီး crucial moment ပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးတန်ရတွေနဲ့ရုန်းကန်နေရတဲ့အနေအထားမျိုးမှာဒါအသင်းကောင်းဆောင်တယောက်အနေနဲ့ဟိုဘယ်လိုပြောအသင်းကိုဆွတ်တင်နိုင်လိုက်တယ်ပေါ့နော်သူ့ရဲ့ဒါပွဲနေရာအပြည့်မှာ တကိုးသွင်းတယ်လို့တကိုးလည်းဖန်တီးပြီးတော့ဘာလို့ပြောမလဲအကောင်းဆုံးဒါမောင်းသမတ်စုကိုလည်းရသွားတာဖြစ်တဲ့အတွက်ကျွန်တော်သူ့အနေနဲ့ဒီနေ့ဘက်မှာဆိုရင်တော့အမတ်တရားတွေအများကြီးပဲလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ ဒီနေ့ပွဲဒုတိယပိုင်းကစားဖို့ပြောင်းသွားခြင်းရဲ့ဒါနောက်ထပ်တစ်ချက်ကတော့မက်ကီယူဖြစ်တယ်ပေါ့နော်အာမက်ကီယူဝင်လာတဲ့အခါမှာကျွန်တော်သိရဲ့တိုက်စစ်မှာနေရာလွတ်တယ်အများကြီးပေါ်တာကိုတွေးရတယ်ပရမမိတ်မှာဒါဂျာဘူပထိုကတိုက်စပေးတွေဂျာမှာလုံးဝကိုခက်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 ရုံးကန်နေရတာမျိုးရှိနေပေမဲ့မက်ကီယူဝင်လာတဲ့အခါမှာမက်ကီယူရဲ့ present လုံးအားနှုံးကဒီနေ့ပွဲရဲ့အသက်လို့လည်းပြောလို့ရတယ်ပေါ့နော်တွင်းသွားတဲ့ဒါပရမ2ဂိုးမှဆိုရင်လည်း ။အဲဒါအချမောင်ကောင်းတိုက်သွားတဲ့ကိုမှဆိုရင် သူ့အနေနဲ့နောက်တန်းကစားမတစ်ယောက်ကိုပူအောင်လုပ်ပြီးတော့ဆွဲထုတ်သွားတယ်။ဒါကြောင့်မို့အချမောင်ကအလွတ်တိုက်လိုက်ရတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်။ဆိုတော့ဒုတိယကိုမှဆိုရင်လည်းဒါဘယ်လိုပြောမလဲ။ပထမတူရဲ့ free kick မှာဆိုရင်ပေါ့နော်။ဒါသူ့ရဲ့ထူစားအထုံးမှုကနေပြီးတော့ပြည့်တယ်မို့ရပြီးတော့ကျွန်တော်တို့ကိုးရခဲ့တာဖြစ်တယ်ပေါ့နော်။ဆိုတော့ ပြခဲ့တဲ့ဒါလီဗာပူးနဲ့အပွဲမှာဆိုရင်လည်းမက်ကီယူဝင်လာတဲ့နောက်ပိုင်းမှာကျွန်တော်အသင်ဟာတိုက်စစ်မှာတော်တော်မြိုင်လာပြီးတော့အချိန်ကြီးကောင်းခဲ့တဲ့အနေအထားမျိုးတွေရောက်ခဲ့တယ်ပေါ့နော်ဒါဟိုတိုက်စစ်မှုတစ်ခုလို့တော့ကျွန်တော်မမြင်တော့ဘူးပေါ့နော်ဒီမက်ကီယူပါလာခြင်းကကျွန်တော်အသင်ရဲ့တိုက်စစ်မှာဟိုတစ်ခုခုတော့အပြောင်းလဲဖြစ်နေတယ်လို့ပဲကျွန်တော်ယူဆမိတယ်ပေါ့နော်ကျွန်တော်ဒီလိုပဲထင်တယ်နေရာပေးသိမီလာလို့မေးရင်တော့နေရာပေးရမယ့်အနေအထားမျိုးထီတော့ရောက်ချိန်မှာရောက်လိမ့်မယ်ဒါပေမဲ့သူ့အနေနဲ့မိနစ် ပို့ပြီးတော့ကစားခွင့်ရတင်းတဲ့အနေအထားမျိုးတော့ရှိနေပြီလို့ကျွန်တော်ယူဆတယ်ပေါ့နော်ဆိုတော့ကျွန်တော်တင်းနေတဲ့ဒါပက်ထိုနက်တိုကလည်းဒီနေ့ပွဲမှာဆိုရင်တော်တော်ဟို ကောင်းခဲ့တယ်လို့ပြောလို့ရတယ်ဘနောသူအနေနဲ့နောက်တန်းကိုလည်းကူခဲ့သလိုတိုက်စစ်မှာလည်းအာရာသာတကိုးသွင်းပြီးတော့တကိုးဖန်တီးခဲ့တယ်ပေါ့နော်ဖန်လိုက်တဲ့ကိုမှဆိုရင်အချင်မော်ရဲ့ကိုတစ်ချက်ကြည့်မယ်ဆိုရင်ဒါသူ့ရဲ့လှုပ်အားနှုန်းသူ့ရဲ့ပြေးအားကြောင့်မို့ဒါသူ့ရဲ့ခရော့တိကျမှုပေါ့နော်ဒါကိုမြင်ရတယ်ပေါ့နော်အချင်းပေါင်းလေးနဲ့အများကြီးစူးစမ်းအထုတ်မှုမလုပ်လိုက်ရဘူးလို့ပြောလို့ရတယ်ခေါင်းမော်ကပဲကြာလာတယ်ပေါ့နော်အตาရပဲတိုက်သွင်းရုံပဲအာဒီအချင်းလေးမျိုးတွေကဟိုဘယ်မှာပထုနတူအတွက်တကတော့ရိုးနေပြီလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့သူ့အနေနဲ့ဒီ right ဝင်းမှာလဲကစားနိုင်တယ်လို့လက်ဝင်းမှာလဲသူကောင်းကောင်းအတုံးတော်ခံနိုင်တဲ့ကစားသမားတယောက်ဖြစ်တယ်ပေါ့နော်ဆိုတော့နီးပြားကတော့ဒါဒရားအချင်းဒီဟိုကြောက်ပေါ့နော်ပြောချင်တာကဟိုပွဲပန်းတဲ့တံမခံအောင်ဟိုဒါနောက်ပိုင်းမှာလဲလိုက်တယ်ပေါ့နော်ဟိုဝင်လာတဲ့ ST ဘောင်အနေနဲ့လဲအာသူ့အနေနဲ့မိနစ်နေငယ်ပဲကစားရတယ်ဆိုပေမဲ့အဆင်ပြေတယ်လို့ပဲပြောရမှာပေါ့နော်ဆိုတော့ကစ်တန်ကတော့အသားချဖို့စူးစမ်းရအောင်မဲ့ကစားသမားတယောက်အဖြစ်ကျွန်တော်တို့မြင်ရမယ်ပေါ့နော်ဆိုတော့ ဒီလိုပဲမှာကျွန်တော်မပြောချင်ပေမဲ့ပြောရမယ့်အကြောင်းအရာလေးတွေရှိတယ်ပေါ့နော်။နိုင်ပွဲရနေတဲ့အချိန်မှာဒီလိုမျိုးအကြောင်းအရာတွေတော့မပြောချင်ဘူး။ဘာလဲဆိုတော့ဟိုမလိုအပ်ဖက်နဲ့အဝါတွေယူတဲ့အပိုင်းတွေပေါ့နော်။ပထမဆုံးအနေနဲ့ဒါအဝါကိုမပြောခင်ပေါ့နော်။ကျွန်တော်အနီကိုလည်းပြောရမယ်လို့ထင်တယ်ပေါ့နော်။ဒီနေ့အဆိုအာဆုံးကစားသမားတယောက်ကိုပြောပါဆိုရင်ကျွန်တော်မာလိုကက်စတိုပဲကျွန်တော်ထောက်ပြမယ်ပေါ့နော်။သူ့နေရာကစားသည့်ဖြစ်စေမကစားသည့်ဖြစ်စေဘယ်လိုပြောမလဲ။ ဟိုသူအတန်နဲ့ဒီ right back မှာကစားတာမဟုတ်လို့ခြေစုံမပြတာပါကွာလို့ပြောလို့ရှာတယ်ဒါပေမဲ့ဟိုဒီ grand mar ရဲ့ဟိုအုံနောက်မဲမှုပေါ့နော်မလို့အတဲ့အမားဒီကအာကျွန်တော်အသိကိုနည်းနည်းဆွဲချနိုင်တဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့အနီကရသွားတဲ့ဒါဘယ်လိုပြောမလဲအလုံးမှဆိုရင်ကျွန်တော်ပထမပိုင်းသူပထမအဝါပေါ့နော်ပထမအဝါပြလိုက်တဲ့အချိန်မှာတော့ကျွန်တော်စိုးရိမ်လိုက်တဲ့ဘာလို့ခွတ်စတိုထုတ်အသိမီလားမသိဘူးပေါ့လေအာဒါညီမြညီသွားမလားဆိုပြီးစိုးရိမ်လိုက်တဲ့ တကယ်လဲหนีသွားတယ်ဒီလိုမျိုးအနေအထားမျိုးတွေဗျာကျွန်တော်တို့ဟိုကိုပြအနိုင်ရရှိနေပြီဗျာမလို့အဖက်နဲ့ဒီလိုမျိုးဖြတ်ထုတ်မှုတွေကမလုံတင်တဲ့အနေအထားမျိုးမှာသူ့အနေနဲ့အနေကကြီးယူသွားတာရေရှည်ကြည့်မယ်ဆိုရင်အတင်းအတွက်နင်းနင်းနာတယ်ဗျာဟိုအချိန်မရှိတဲ့အချိန်မှာဒါလိုသုံးနေတဲ့ကျွန်တော်တို့သုံးလို့ရမယ်အနေအထားမျိုးမှာနောက်ပွဲမှာတိကျပေါ့မပါတော့ဘူးဆိုတော့ ျွန်တော်တို့အမြင်အရဆိုရင်တော်တော်အုံနောက်မဲ့တယ်လို့ပဲကျွန်တော်ကတော့မြင်နေပေါ့နော်ဆိုတော့နောက်တစ်ခုကပါလဲဆိုတော့ဒါ SD ဘောင်ပေါ့နော် SD ဘောင်ရဲ့အဝါလည်းဒါမဖြစ်သင့်ဘူးလို့ပဲကျွန်တော်ယူဆတယ်ဒီပြအနေနဲ့ဒီလိုသေးသေးလေးတွေကစာမှာချတင်တယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်ဆိုတော့ဟို SD ဘောင်နေနဲ့ဟိုသူ့ရဲ့အသက်အရွယ်ရ experience ရဒီလိုခြေနေမျိုးမှာမလုံးတင်လားလုံးတင်လားမခွဲခြားတတ်ဘူးဆိုရင်တောင်မှဒါဘယ်လိုပြောမလဲစမ်းချက်ရဲ့အဝါကလည်းပြောစရာဖြစ်တယ်ပေါ့နော်သူကစမ်းချက်အနေနဲ့ဟို clinic ရကျင်တာကိုကျွန်တော် နားလည်ပေးလို့ရတယ်ဒါပေမဲ့10မိနစ်ပဲလိုတော့တဲ့အချိန်မှာမလိုအပ်တဲ့အဝါတစ်ခုကိုယူတာကြီးကကလစ်ကလာဆန်လို့ ਨੇ လို့ပြောရမှာပေါ့နော်ဆိုတော့ကျွန်တော်တို့ရက်ကွက်ပွဲကန်နေတာမဟုတ်တကယ် professional ပွဲကိုကန်နေတဲ့အနေအထားမျိုးမှာဒီလိုမျိုးအဝါတွေကမဖြစ်သင့်ဘူးလို့ပဲကျွန်တော်ကတော့ဟိုထင်တယ်ပေါ့နော်ဒီလိုပဲမြင်တယ်ဆိုတော့ ဟိုဒါနဲ့ပတ်သက်ပြီးတော့ညီကိုတို့ကတော့အမြင်တူချိန်မှတူလိမ့်မယ်ဒါပေမဲ့ကျွန်တော်ကတော့အကွင်းတွင်းမှာအချိန်ကပိုင်းအားနည်းမှုတွေဘယ်လိုပြောမလဲကသမားတွေရဲ့ knowledge ပေါ့နော်သူတို့ရဲ့ experience ဒါတွေကပြတယ်လို့ပဲကျွန်တော်ယူဆတယ်ပေါ့နော်ဆိုတော့ဘယ်လိုဖြစ်ဖြစ်အဲနိုင်သွားတဲ့ပွဲစဉ်ဖြစ်တာကြောင့်မို့အာအစ်တေတော့အများကြီးတော့မပြောချင်ဘူးပေါ့နော်ကျွန်တော်တင်လိုအပ်တဲ့အချိန်မှာလိုအပ်တဲ့နိုင်ပွဲလေးရလိုက်တာကြောင့်မို့ဟိုကောင်းတယ်လို့ပဲပြောရမှာပေါ့နော်ဆိုတော့ကိုဘမားတို့ဒါလီယန်တီလက်တို့တကယ်နောက်တန်းမှာဆိုရင်လည်းအာဒါအာကူအမဲလိုင်းကိုဝဲတို့ ်အကွက်လေးမှာဆိုရင်လည်းအန်ဇိုဖာနန်ဒက်တို့ဒီလိုကစားသမားမျိုးတွေမပါဝင်တဲ့အချိန်မှာကျွန်တော်သိနေတဲ့ဒုတိယပိုင်းမှာစူးစူးစီစီနဲ့ကစားနိုင်တာကိုကျွန်တော်ဝမ်းသာမိတယ်ပေါ့နော်ဆိုတော့ညီကိုတို့ကဘယ်လိုမြင်လဲပေါ့နော်ဒီပွဲနဲ့ပတ်သက်ပြီးတော့ညီကိုတို့အမြင်လေးတွေခံစားချက်လေးတွေပြောသွားကြပါဦးအားလုံးကျေးဇူးတင်ပါတယ်ညီကိုတို့နောက်ပြေမှာပြန်တွေ့ပါမယ်